ခစ်ကအဲ့လိုပဲချောင်းဆွင့်ရင်ဟာပုံမှန်လူကချောင်းဆွင့်ရင်တပတ်ပေါ့ဆယ်ရက်ပေါ့အဲ့ကျတော့ပို့ဆိုးပြီးနှစ်ပတ်တက်ကြောင်ကြော်ပြီးချောင်းဆိုးတယ်အဖျားလည်းမကြောက်ဘူးညောကောင်းချွေးတွေပြက်တယ်ညညောဖျားပြီးတော့ချမ်းတယ်ကောင်းချွေးထွက်တယ်ဖျားချောင်းဆိုးတာလည်းနှစ်ပတ်ကြော်တယ်ဝိကလည်းကြာလိုက်ဒါ TV ပဲခုနောက်ပိုင်းကစိတ်လာတယ်ပေါ့နော် TV သမားတွေပြန်တွေ့လာတယ်ဆိုတော့ကျွန်တော်တို့ကချောင်းဆိုးတာကချောင်းဆိုးတာကိုကျွန်တော်တို့ကခွဲလိုက်ရင်เนาะအဓိကချောင်းဆိုးတဲ့အကြောင်းရင်းเนี่ย virus အကြောင်းဖြစ်တယ် ဖိုင်နန်ရှယ်ဘာမှမလို့ချောင်းစီမြောက်စီလေးတောင်းလိုက်တက်တာသွားလိမ့်မယ်။ပင်ကုန်စီလေးတောင်းလိုက်တက်တာတယ်။ဒီခါလေးအေးပတ်တာအေးမိတာချောင်းဆူတာလည်းပါကိစ္စမရှိဘူး။ခန္ဓာကိုယ်က body defense mechanism ဆိုတာအဲ့ဒါဆိုတာပိုးဝင်လာရင်ချောင်းကချောက်ပြစ်တယ်ပေါ့နော်။ဒါကပုံမှန်လူပေါ့နော်။ဒါပေမဲ့ bacteria ဆိုရင်တော့ကျွန်တော်တို့ကပိုးသက်စေးတောင်းရတယ်။ဒီခါလေးအဲ့လိုမျိုးအေးပတ်သွားတာဘာကြောင့်ဆိုတော့ acidomycin တို့နော်ကျွန်တော်ဆိုတာကျွန်တော်ကျွန်တော်ဆိုတာအစာမရင်ကျွန်တော်ကပန်းနိုင်ခြင်းမျိုးရိုးရှိတယ်မျိုးရိုးရှိတဲ့အခါကျတော့အဖွားမှာပန်းနိုင်ခြင်းရှိတယ်ကျွန်တော်က ညင်ကျက်တဲ့ဆိုင်တိတ်စားလို့မရဘူးတိမှုတွေပဲဆိုင်နည်းနည်းချွဲကျက်သွားတယ်အဲ့လိုမျိုးပေါ့အေးပတ်တာများတယ်ကိုခံကြတဲ့ချိန်မျိုးတွေဆိုရင်တော့သူကအဲ့လိုချောင်းဆိုးတတ်တယ်အဲ့ဒါဆိုကျွန်တော်ချောင်းဆိုးမြောက်ဆက်တော့ပဲတောင်းရတယ်အခုနောက်မှချောင်းဆိုးမြောက်ဆက်တယ်တို့ချောရွေးရတယ်ဒီတိုင်မဲ့အိမ်ကြီးကမှပြဿနာချောင်းဆိုးမြောက်ဆက်နေပတ်သက်ပြီးကလေးတွေအဲ့လိုမျိုးဟိုတိတ်သွားတာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ချောင်းဆိုးမြောက်ဆက်ကိုအဓိကရွေးချင်တာကတော့ desktop bar ပဲအဓိကရွေးပေါ့နော်ကျွန်တော်ကတော့ desktop bar ကိုကြိုက်တယ်နည်းနည်းတော့ main နဲ့ဆိုရင်ပဲလေအဲ့ဒါကနည်းနည်း safe ဖြစ်တယ်လို့ယူဆတယ်ပေါ့နော်တခြားဟိုဘယ်ပြောမလို့တခြား brown hacking အကောင်းဆုံးတော့လေတိလာချောင်းတပြောင်စင်မှာဆိုရင်အဲ့လိုမျိုးအစီတိုင်း system ကိုရေစုပြားလေးလာတယ်ငုံစည်းလေးလာတယ်အဲ့ဒါမျိုးလေးတွေအဆင်ပြေတယ်ရေစုပြားလေးတွေအဲ့ဒါဆိုရင်တော့ဟိုမြူကိုရဲအဆော့အဆော့ဆုပ်ပွားတဲ့ဟာမျိုးလေးပေါ့နော်အစီတိုင်း system NAC ပေါ့ကွာဝင်လင်းပြောင်းတော့အဲ့ကောင်ကတော့ antioxidant effect လည်းရှိတယ် ဟို side effect အနည်းဆုံးပေါ့နော်ချွဲထွက်ရင်တော့အဲ့ဒါကောင်းတယ်ပေါ့နော်အဓိကပေးချင်တဲ့ message ကချောင်းဆိုးနှစ်ပတ်ကျော်ရင်တမန်ရိုက်တလိမ့်စစ်အဓိကဒါပဲဘယ်သူမှချောင်းနှစ်ပတ်ကျော်မဆိုးဘူးချောင်းနှစ်ပတ်ကျော်ဆိုးရင်တော့အဲ့ဒါဆိုရင်အရှင်တခုခုယူရလိမ့်မယ်နော်အဲ့လိုမျိုးခုကာလာကြီးမှာတော့ချောင်းဆိုးရင်လက်ကြိုက်မလေးအုပ်ဆိုးပါနော်ဟိုကလေးတွေဆိုလည်းအဆုတ်အဲ့ဒီအဲ့ဒီအဆုတ်ဗိုင်းရပ်စ်ကအရန်ဆိုးတယ်အဲ့လေးပါသူကဟိုအရေပဲရှူရတာနီဖီလိုက်စာရှူရတာပတ်နိုင်ကြမဟုတ်ဘူးနော အဆုတ်အဆုတ်လေးပြန်ရောင်းတဲ့ခါကျတော့ပေးရတယ်ဟိုဟိုဟောပေါ့နော်ဘရိုကိုဒိုင်လေတာလို့ခေါ်တာဒီဒီအဆုတ်ချွဲချွဲပြောင်းအောင်လို့အဲ့ကြောင့်မို့ကွာကလေးတွေဆိုရင်ချောင်းဆွရင်ကျွန်တော်က one chew ပြရတယ်နော် one no one one chew one chew ပို့ဆိုတယ်နောက်ကလေးက and black ရတယ်အဲ့လို and black ချွဲထွက်သွားတယ်လို့အဲ့လိုမျိုးဆိုမှတက်တာတာပေါ့နော်ချုပ်ကလေးကချောင်းဆွရင် and တယ်တော့တားဆိုလည်း and တယ်မနေ့ကဆိုလည်းအဲ့လိုပဲဒီကောင်ကအဆုတ်ပွားတာပေါ့နော်ဒီကောင်ကရေကန်းမို့ဆိုင်ဖြစ်တယ်ကျွန်တော်ရဲ့အမွေကိုကျွန်တော်က လို training နဲ့ပတ်ထွက်တဲ့လူမျိုးကြတော့ကျွန်တော်သားမှလာပြီးတော့ဟိုမျိုးရိုးရဲ့သဘောကအဲ့လိုမျိုးရှိနေတယ်။ဘန်းနာကြီးချက်တို့ SMR ကမျိုးရိုးကိုလိုက်တာ။ဘာမှလုံမရအောင်အဲ့ကောင်ကရေခဲမို့စားရင်ဖြစ်ပြီ။အဲအเจ้าမှသွားပြီးအထူး